ော်ရီရှေနာမှာဘယ်ဘက်မှာတကားတပေါက်ညာဘက်မှာတကားတပေါက်ရှိပါတယ်ခင်ဗျာကျွန်တော်ကမေးလိုက်တယ်ဘာထူးတယ်လဲဗျာလို့သူကချက်ချင်းမဖြစ်သေးပဲခဏစဉ်းစားနေပုံရတယ်ပြီးမှမထူးပါဘူးအပြင်ရောက်တာကြီးပါပဲလို့ဖြေတယ်ထွက်ပေါက်မြင်တန်းဟိုကောင်ကတို့သွားနားထောင်ကြရအောင်ဆိုတာနဲ့ပဲဆရာကြီးဦးရွှေရောင်ရဲ့ဟောပြောပွဲစီကိုလိုက်လာမိတာ ဆရာကြီးဦးရွှေရောင်ကနမေကတာရွှေရောင် တောက်ပေတဲ့လူကတော့မွဲညင့်ညစ်ရဲ့သားရောက်နေမွဲတာမဟုတ်ဘူးငွေရေးကြေးရေးရလဲမတောင့်တင်းတော့လူပါမွဲတယ်လို့ပြောရမှာပဲဒါပေမဲ့သူ့မှာ PhD တွေအပုံကြီးပြပြဆိုင်ရာအတိမတ်ပြုပွဲဒုက္ကုံလူတွေအပုံကြီးအသိပညာဆိုတာကိုသာ တင်တောင်းတဲ့တဲ့တိုင်းတာလို့ရရင်ဆရာကြီးဦးရွှေရောင်မှာရှိတဲ့အသိပညာတွေတိုင်းတာကြည့်ဖို့ တင်းတောင်းရက်ခိုင်းမယ်ဆိုရင်ရက်တဲ့လူခမရအလျင်မီအောင်ရက်ပင်နိုင်မှာမဟုတ်ဘူးအသိပညာဆိုတာကလည်းပိုက်ဆံလို့ထုတ်တုံလို့ရတာမှာမဟုတ်ပဲဒီတော့လေဆရာကြီးမွဲတယ်ဆိုတာမွဲပြောတာပဲဆရာကြီးကပျော်ပျော်ကြီးနဲ့မွဲနေတာကျွန်တော်တို့တက္ကသိုလ်ရောက်တော့ဆရာကြီးကပင်စင်အောင်ယူပြီးပြီဘွဲလွန်တန်းလောက်ကိုပဲတခါတလေလာပြီးတင်လေးရှိတော့တယ်အငိမ့်သားယူပြီး သူ့ဘာသာပဲသူ့တေသနာလုပ်နေတဲ့ လူရဲ့ဖြစ်ရှိနေခြင်းအတွင်းမှာအတိုင်းအတာကို လေ့လာနေတာဆိုသလားပဲကျွန်တော်နဲ့ကဘွဲလွန်တန်းရောက်မှတွေ့ရသိရတော့တိတ်မကျွမ်းလောက်ကျွန်တော်နဲ့ကြောင်းနေဘက်မန္တလေးစီကဒေါက်တာပေါ်ထိန်နဲ့ကတော့အတော်ကိုရင်းနေတခါကဒေါက်တာပေါ်ထိန်ကပြောဦးတယ်ဆရာကြီးရွှေရောင်ရဲ့သူတေသနာလုပ်ငန်းကကွာတိတ်စိတ်ဝင်စားဖို့ကောင်းတယ်ဆရာကြီးကလူတွေရဲ့ဖြစ်ပျက်နေပုံတွေလေ့လာပြီးယုတ်တိနီလန်တကြဖြေထုတ်ယူတယ်ဥပမာကွာ ဘတ်ကားပေါ်မှာလူတွေမတည့်ရက်နေတာကိုမြင်တော့ဒီလူတွေပါလို့မတည့်ရက်နေကြတာဒုံလို့စဉ်းစားကြည့်တယ်ဖြေမရဘူးခုတော့ပင်စင်ယူပြီးတာနဲ့စရာကြီးကနှစ်နှစ်တတလောက်ဘတ်ကားတွေလိုက်စီကြည့်တဲ့နောက်တော့28လ29လလောက်ကြတော့ဆရာကြီးစီကယုတ်တိနီလန်းတကြရေပုံရနီကုံတစ်ခုဖတ်လာတယ်ဘတ်ကားများပေါ်တွင်ထိုင်သူထိုင်ထသူထဖြစ်နေရခြင်းမှာထိုင်ကုံမလုံလောက်သောကြောင့်ဖြစ်၏ တို့ရတွင်ဘတ်ကားများတွင် ထိုးထက်ပို၍ထိုင်ကုန်များတိုးရန်မဖြစ်နိုင်တို့ဖြစ်ရကားလက်ရှိထိုင်ကုန်များရှိနေသည့်နေသားတွင်ထိုင်နိုင်သူနှစ်ဆဖြစ်လာစေရန် ထိုင်ကုန်တစ်လုံးတွင် ထိုင်သူနှစ်ဦးထိုင်ရမည်ထိုချက်ကိုထောက်ဆ၍တော့ရွေးချယ်ရန်အနေထားသုံးရပေါ်လာသည်ပိန်သူများကိုတာဘတ်ကားစီကွင်ပြုရန်2ဝါသူများမှာ3 ိန်းလာသည်အထိလမ်းလျှောက်ကြရန်နှင့်၃ဝါသူများနှင့် ပိန်သူများပင်ပို၍ပိန်းလာစေရန်ဘတ်ကားစီသူမှန်သည်။သမင်းတနတ်သားစားတဲ့ကြောင့်လို့သူတေသနာစာတန်းထွက်လာတယ်။မင်းစဉ်းစားကြည့်နေဘလောက်ကောင်းတဲ့သူတေသနာစာတန်းလဲ။မန်ယာကိုပြောရရင်တော့ကျွန်တော်ခေါင်းကအဲ့ဒီလောက်မသွားဘူး။ဒေါက်တာပေါ်ထိန်ကကျောင်းနေဘက်လဲဖြစ်တာကတကြောင်အဲ့ဒီကျောင်းနေပြောနေတော့သူတိုက်တဲ့ဘီယာကိုလည်း တောက်ထားမိတာကတချောင်းကြောင့်ခေါင်းကိုတွင်းတွင်းပဲငိမ့်ခဲ့ရတယ်ခုတော့ဒေါက်တာပေါ်ထိန်လည်းမရှိတော့ဘူးသူရှိတုန်းကဆရာကြီးဦးရွှေရောင်ရဲ့သူတေသနာစာတမ်းပေါ်မှာအခြေခံပြီး သူကစင့်ပွားနေကုန်ဆွဲတယ်ပိန်ရန်အစာမစားခြင်းဒီဘတ်စကားပေါ်တွင် ထိုင်ကုန်ပြင့်ထိုင်နိုင်သည့်ဒါမက သားတောက်ရှားပါသောအာဖရိကမှနိုင်ငံများအတွက်သားစာဝေငှတုံးဆွဲခြင်းလဲမြည်ဤလို့ထပ်ဆင့်အဆိုပြုတယ်အဲ့ဒီအဆိုအတိုင်းသူလဲသားလျှော့စားတယ် ဓမ္မတော့တနက်ပဲစားတယ်။နောက်တော့တက်နိုင်သမျှမစားဘဲနေတယ်။အဲဒီလိုနဲ့ပဲလွန်ခဲ့တဲ့၄၅နှစ်ကတော့အဟာရပြတ်ပြီးသေပါလေရော။ခုတော့ဘုကောင်ကဆရာကြီးဥွှေရောင်ဟောပြောတာသွားနာထိုင်အောင်လို့လာခေါ်ပြန်တယ်။ဘုကောင်နဲ့ကျွန်တော်နဲ့ကဝဲလွန်တန်းအတူတက်လာခဲ့ပေတဲ့။ကျောင်းဆရာဖြစ်လောက်တဲ့ဇာတာက ပါမလာဘူး။လက်ဖွားထဲမှာလည်းတက္ကသိုလ်ဆရာဖြစ်လောက်တဲ့ line တွေပါတယ်မပေါ့။ဒီတော့လေကျွန်တော်တို့နှစ်ယောက်သား မတည့်ရက်လို့လမ်းမငိုဆိုတဲ့သရဝမျိုးပဲဖြစ်လာတယ်။ချက်အေးသူမေရိုက်ဆိုသလိုဘဝဆိုတာချလဲလဲနဲ့နေတယ်လို့ပဲလက်ခံရင်ကြုံတယ်လို့ပဲနေမိကြတယ်။ပုကောင်ကတော့ကျွန်တော်ထက်သာတာရှိတယ်။ပညာတတ်အတိုင်းဝိုင်းနဲ့လူချမ်းသာအတိုင်းဝိုင်းနဲ့အဆက်ဆန့်ရှိတယ်။ကျွန်တော်နဲ့အဆက်ဆန့်ရှိတာတွေကသာရေးဆရာတို့၊ကြပြဆရာတို့ဆိုတာတွေပဲ။ပိုက်ဆံရှာဖို့ဆိုတာကို မတက်မြောက်ထားတဲ့နေရာမှာတနည်းတကျရှိတဲ့လူတွေစားဖို့တောက်ဖို့မရှိရင်သာနေရမယ်။ ပိုက်ဆံရှာတယ်ဆိုတာကိုဂုံသိငယ်တယ်လို့ထင်ထားတဲ့လူတွေလွယ်အိတ်ထဲမှာစက္ကူစုတ်တွေထည့်ပြီးလေထဲမှာအမှုပညာရဲ့အနှစ်သာရဆိုတာကိုလိုက်ရှာနေတဲ့လူတွေပိုက်ဆံဆိုတာကိုဟန်ဆောင်ပြီးမုံပြနိုင်တဲ့လူမျိုးတွေကဲတော့ဆရာကြီးဦးရွှေရောင်တို့ဒေါက်တာပေါ်ထိန်တို့နဲ့တလိုင်းတဲ့သမားတွေပဲကျွန်တော်ကတော့ဒီလိုလူတွေကြားမှာ ရှင်သန်နေရတယ်ဆိုပေတဲ့လေစုံးမရောက်ဘူးကိုကမတာဘူးဆိုရင်တော့မနာအောင်နေတတ်ရတဲ့ပေါ့ ဒီတော့လေအိတ်ကတ်ထဲမှာတပြားမှမရှိပေမဲ့လေမြို့ပြလူဖွဲ့စည်းတဲ့မှာတော့ထမင်းမငတ်ဘူးလက်ဖေးရည်တိုင်မဲ့သူရှိတယ်ထမင်းကျွေးမဲ့သူရှိတယ်ရရသာကြတဲ့နေများစုနေလုံးကြီးအနောက်ဘက်ကိုမခိုခင်ဘီယာတိုင်မဲ့လူဝီစကီတိုင်မဲ့လူတွေနဲ့တောင်တိုးတက်သေးတယ်ဒီနေ့တော့ပြဿနာကြပုံရတယ်ဟိုကောင်နဲ့တိုးတာသာကြည့်ပြီးတော့ပူဆိုးတာကပညာရဆိုင်ရာဟောပြောပွဲသွားနားထောင်ကြရအောင်နဲ့ခொနရက်တောက်ကြဆိုတော့ ဝါရမိတ်တူတောင်ဖြစ်လောက်တယ်။ဟိုကောင်လိုလူမျိုးနဲ့ကျွန်တော်တွဲပြစ်သွားတာကတော့ဆရာကြီးဦးရွှေရောင်ရဲ့နောက်ပမောက်ခဖြစ်လာတဲ့ဆရာကြီးဦးငွေရောင်လင်းကြောင်ပဲ။ဆရာကြီးဦးငွေရောင်လင်းကြတော့ပိုပြီးပညာရှိပီသားတယ်လို့တော့ကျွန်တော်မြင်မိတယ်။ကျွန်တော်ဆရာဖြစ်ခဲ့ဘူးလို့ကိုယ်ဆရာကိုတင်တယ်ရဲ့လို့တော့လည်းမထင်သေးခြင်းညာဘူး။မတင်လို့လည်းမဖြစ်ဘူး။ဆရာကောင်းတပည့်လို့ဆိုကြတမို့လား။ဒီတော့ဆရာတင်ထားဖို့လိုတယ်။ဟုတ်နိုးနိုးတာနိုးနိုးတွေကိုတော့အောင်သေးရတုသဗ္ဗမင်္ဂလံလောက်ရတယ်မဟုတ်လား။ ဆရာကြီးဦးငွေရောင်လင်းကလည်းတကယ်တော့ဒါပါကျွန်တော်ကိုသုံးမဖို့တယ်ဒီလိုရှိတယ်ကွငါတပည့်ရဲ့တိပညာဆိုတဲ့နေရာမှာတိနဲ့ပညာနဲ့ကွဲဖို့လိုတယ်အတိဆိုတာကမင်းကိုထမင်းကျွေးမဲ့ကောင်မင်းကိုစောင့်ရှောက်မဲ့လူပညာဆိုတာကခေါင်းထဲမှာသူ့ဘာသာနေတာထမင်းကျွေးထားတရားမလို့ဘူးဒါပေတဲ့အတိပညာဆိုတာက တွဲနေတယ်ပညာရှိမှအတိရှာတတ်တာပညာမရှိရင်မတွဲတတ်ဘူး မတွေးတတ်တော့အမျိုးမြင်မရှိဘူးကိုကိုထမင်းကျွေးမဲ့ကောင်နဲ့ကိုစီကပိုက်ဆံချင်းမဲ့ကောင်ကိုခွဲမမြင်တတ်ဘူးကိုကိုထမင်းကျွေးမဲ့ကောင်စောင်းရှောက်မဲ့လူကိုမြင်တတ်ရတယ်အတ္တကမင်္ဂလာတပါးပဲဗလာနဲ့ငါတော့ဗလာနဲ့ပဲကိုစီကပိုက်ဆံချင်းမဲ့ကောင်မပေါင်းတိုက်ဘူးအဲ့ဒါကြောင့်အတေဝနာသဗလာနန်းလို့ဆိုတာအရေးကြီးဆုံးကတော့တို့များအနေနဲ့အတိကိုပညာနဲ့ရှာအားမှာပဲပညာတတ်ဆိုတာကပိုက်ဆံမှမရှိပဲဒီတော့ အတိကိုပညာနဲ့ရှာရမှာတဲ့ဒီဆုံးမအရာကျွန်တော်ကိုစောင့်ရှောက်ထားမဲ့ကျွန်တော်ငတ်မာကိုမကြည့်ရတဲ့ဟိုကောင်နဲ့ပေါင်းမိလိုက်တာပါပဲမင်းကဘာဖြစ်လို့သွားနှောက်ထောင်ခြင်းရတာလဲလို့သူ့ကိုမေးတော့ဒီဟာကဆရာကြီးဦးရွှေရောင်ရဲ့နောက်ဆုံးလက်ချာတဲ့ကဒီနောက်ဆရာကြီးကသူတေသနာလုပ်ငန်းတွေနဲ့ပတ်သက်လို့ဘာမှမဟုတ်မပြောတော့ဘူးတဲ့လို့ဟိုကောင်ကဖြေတယ်။ဘာလို့လဲလို့ကျွန်တော်ကမေးတော့သူကဖြေတယ်။ဆရာကြီးကသူမိဘဘိုးဘွားလက်ထက်ကလေးကပိုင်နဲ့ ပတိန်ငဖဲဘက်ကခြံကြီးထဲသွားပြီးနေရင်သူတသက်လုံးလေးလာခဲ့တဲ့လူရဲ့ဖြစ်ရှိနေခြင်းအတွင်းကအတိုင်းအတာဆိုတာကိုဖန်တလဲလဲပြန်ပြီးတွေးဆကြည့်နေတော့မယ်တဲ့ဒီတော့လေဆရာကြီးလေးလာမှုကသူ့အသက်နဲ့သူ့ကိုမြဲနေတဲ့၍ပြီးလောက်မယ်မထင်ဘူးလို့ရိပ်မိလိုက်တယ်အခုဆရာကြီးကိုဟောပြောဖို့ပင်ဖိတ်တောင်းပန်တာကသူတပည့်ရင်ဒေါက်တာနန္ဒာပါသူကတောင်းပန်နိုင်လွန်းလို့ဆရာကြီးကလာဟောပြောမှလို့သူကဆက်ပြောတယ် ဒေါက်တာနန္ဒာဆိုတာလည်းကျွန်တော်ဆရာဖြစ်ဖူးတယ်ခုတော့ International Institute of Philosophical Studies ရဲ့အကြီးဆုံးတာဝန်ရှိပုဂ္ဂိုလ်ပဲဘာမှန်းတော့သိချာမသိဘူးမြန်မာလိုအနောက်ဖွင့်ဆရာသက်လုံးရှာမရကြလို့ business လိုတန်းရည်ကြတဲ့ကလာကြီးမှတော့ကျွန်တော်လည်းနားလည်အောင်သိမကြိုးစားတော့ဒေါက်တာနန္ဒာကပညာရေးဆိုင်ရာစာအုပ်တွေပါတယ်ရေးလေးရှိတယ်50ပြည့်စာအုပ်တိုက်ကထုတ်တဲ့စနစ်တကျကင်မီကောက်ထောင်ကြီးများဆိုရင် ပြန်ရိုက်ရတာကို43ကင်လောက်ရှိပြီစာအုပ်တော်အတွက်ညံပူဇော်ကားက38သိန်းလောက်အနည်းဆုံးရတာတဲ့တခါကဆရာစမူကားကအတော်ရတာပဲလို့ကျွန်တော်ကပြောတော့ဒေါက်တာနန္ဒာကတိတ်ကျင့်တတ်ပုံမရဘူးခမဗျာ TV တဲကပုလုံးလုံးကောင်းမလေးကြောညာမကြည့်ဘူးလားအဲ့ဒီကောင်းမလေးကကြောညာတခါရိုက်ရင်သိန်းတရာအနည်းကလေးရတာသူနဲ့ရှင်ရင်ကျုပ်ရတာကစွန့်တွက်လောက်ပဲရှိသေးတယ်လို့ပြောတယ် ီလိုဖြစ်စရာရဲ့ကြောညာဝင်ရိုက်ပါလားလို့ကျွန်တော်ကပြောလိုက်မိတယ်။ကြောညာရိုက်တဲ့ဆိုတာကလူကြိုက်များအောင်လုပ်ရတာဗျ။ပညာတတ်ဆိုတာလူကြိုက်များအောင်လုပ်တဲ့လူမျိုးမဟုတ်ဘူး။မလုပ်အပ်ဘူး။ပညာတတ်ဆိုတာအမှန်တရားကြောင့်ပဲပြောတာ။ဘသူကြိုက်ကြမကြိုက်ကြိုက်သိမ့်မပူဘူး။အမှန်တရားတွေတတိရှိတယ်။ဥပမာတယောက်ယောက်ကအမင်းစားမလားလို့မေးအလကားလူတွေလို့အာနာတဲ့ဘာရဲ့ညာရဲ့ဖီးမနေဘူးစားမယ်လို့ပြောင်ပြောင်ပဲပြောတယ် ကျွေးတဲ့လူရှိနေမှာစားရမှာပေါ့ဗျာမဟုတ်ဘူးလားစားတာတောင်ပြက်နိုင်ရင်ပဇွန်ဒုတ်စီပြန်လောက်နေမှာငမင်းဝမ်းမြေသားလောက်နေမှာစားတာပညာတတ်ဆိုတာအတလို့ဗျအမှန်တရားဘက်ကအမြဲရက်တီတော့မှန်တာပဲပြောတယ်အဲ့ဒီတုန်းကကျွန်တော်ဆရာဒေါက်တာနန္ဒာကဖြည့်ပြောတဲ့အချက်တစ်ခုခုထိကျွန်တော်မှတ်မိနေသေးတယ်အမှန်တရားဆိုတာကလည်းဗိုက်ပြေမှပိုကောင်းတဲ့ဗျာတဲ့အဲ့ဒီလိုပဲကျွန်တော်လည်းမှတ်ပါတယ်ဆရာကြီးဥွှေရောင်ဟောမဲနေရာရောက်တော့ကျွန်တော်လည်း တော်သားမျိုးတက်တယ်ဆိုတာမျိုးကိုဖြစ်ကြရောအပီပီဆိုင်ရာ business center ဆိုပဲပီပီဆိုင်ရာဆိုတာကတော့အင်္ဂလိပ်လိုကမြန်မာလိုပြန်ပြောလို့ဖြစ်တယ် business ဆိုတာကတော့တိတ်ခစ်မိတဲ့ owner ဂျိုကန်ကြီးတွေခေါ်တယ်လို့ခေါ်လိုက်ရတာပဲဟိုကောင်နေရလာတဲ့လက်မှတ်ကဖိတ်ကြားခံရတဲ့လူတွေအတွက်နေရာမှာဆိုတော့တော်ကလေးနေတယ်ရှေ့ဆုံးတန်းမဟုတ်ပေမဲ့ဒုတိယတန်းမှာဆိုတော့မစိုးလောက်ကျွန်တော်ကမင်းလန်းဘေးနာကခုံမှာဝင်ထိုင်လိုက်တယ် ထိုင်ပြီးမျက်စိကစားလိုက်တာနဲ့မင်းလန်ရဲ့တခြားတစ်ဖက်စီမှာထိုင်နေတဲ့အမျိုးသမီးစီမျက်စိရောက်သွားမိတယ်။ပုထုဇဉ်ကိုဘယ်တက်နိုင်ပါမလဲ။အမျိုးသမီးကကျွန်တော်တို့အရွယ်လောက်ပဲရှိလိမ့်မယ်။ဒီအရွယ်ရောက်ရင်ရေမြင့်ကြီးတွေလိုဝါဝါဖန့်ဖန့်ကြီးတွေဖြစ်တတ်တဲ့ကာလမှာသူကခတ်သွက်သွက်ရဲ့။အန်တီတို့ကတော့ဂျင်းမမှန်သွားတယ်။ချိန်ရရင်အီရိုဘစ်လေးပါလေးလည်းလုပ်တယ်ဆိုတဲ့အန်တီကလေးမျိုးဖြစ်ပုံရတယ်။သူကလှဲ့ကြည့်တော့ကျွန်တော်ကမသိမသာပြုံးပြလိုက်မိတယ်။ လူဘော်လူသောလုံနီးသောက်တဲမှာတွေးရင်တွေးချင်းမေတ္တာရှိစေသောနီးကာပြုံးပါလို့ပါတာကိုမေတ္တာမရှိတော့ပြုံးပြရတာပဲကိုဘက်ကဘာရှုံးပြရှိတာမှတ်လို့အဲ့ဒီအန်တီကလေးကတော့တိတိကျကျကြည့်ပြီးတော့တိတိကျကျကြည့်ပြန်ပြုံးပြတယ်ဒီတော့လည်းမဟုတ်ကမှလွဲခေရောဒီနေ့တော့ဖြင့်ပြတရာလွတ်ယုံတယ်မကဘူးပုတ်သွင်းရထားများတောင်စိုက်လောက်တဲ့အခြေအနေရှိတယ်လို့ပဲထင်လိုက်မိတယ်ကျွန်တော်လည်းထပ်ပြီးပြုံးပြမယ်လို့နေတော့ခန္ဓာစားတော့မြည်ဆိုတဲ့အတန်ကြားရတာနဲ့ အရှိတ်ကိုလန့်ကြည့်လိုက်တယ်ဖက်ပြီးပြုံးမပြပြတ်တော့ဘူးနောက်တော့ဒေါက်တာနန္နာတို့ဆရာကြီးဦးငွေရောင်လင်းတို့ကအပွင့်စကားအမှားစကားတွေပြောကြတယ်အရှိတ်ကြီးပြောကြပေမဲ့လူရင်းကတော့ကျွန်တော်တို့ဆရာကြီးတိတ်တော်တယ်တိတ်တက်တယ်ဆိုတာပါပဲပညာတတ်တွေကိုဒီတော့လေတော်တက်တက်တဲ့အကြောင်းပဲပြောရတော့မှာပေါ့ဒီတက်ပို့ပြီးပြောရမှာမရှိပဲဒါနဲ့လေဆရာကြီးဥွှေရောင်အလဲရောက်လာလို့သူရဲ့နေ့ရှည်လာများလေးလာထားတဲ့သူတေသနာအကြောင်းစပြောတော့တယ် ကျွန်တော်နားထဲမှာဆွဲသွားတဲ့ချက်ကတော့လူတွေဟာဒိဋ္ဌန်တွေထက်ညံ့ဖျင်းနေရတာဟာအမိမပါလို့ပဲတဲ့အမိမပါတဲ့အတွက်မြောက်တွေလိုအမိအားကိုနဲ့ချိတ်တွယ်ထားလို့မရဘူးနွားတွေလိုအမိနဲ့ရင်ကောင်ချင်ကောင်ရက်ပြလို့မရဘူးလူတွေအားကိုနေတဲ့စင်ကျင်တုံတရားဆိုတာကခလုတ်တိုက်မလဲအောင်ကြိုတင်ကာကွယ်နိုင်စမ်းမရှိဘူးဝမ်းလျှောနေတဲ့အခါစနစ်တကျစင်ကြေတွေနဲ့ဝမ်းကိုထိန်းထားလို့မရဘူးတဲ့ ျွန်တော်သဘောကျဆုံးချက်ကတော့လူတွေရဲ့အကြီးမားဆုံးညံ့ဖျင်းမှုကတော့နွားတွေလိုမျက်တမျိုးတည်းကိုပဲမစားကြတဲ့အတွက်လူတွေမှာတတ်မှတ်မှုတွေပေါ်နေတာပဲလူတွေမှာရွေးချယ်စရာတွေများနေတယ်ဒီတော့လေတန်တရားမှာလဲနေဖို့တတ်မှတ်မှုတွေ တနာတွေပေါ်နေတာပဲကျွန်တော်လည်းစိတ်ထဲမှာတိတ်သဘောကျလိုက်မိတယ်ဟုတ်တာပဲဒါပေတဲ့တခုတော့စဉ်းစားဖို့လိုတယ်လူတွေသာမျက်တွေကိုပဲစားကြရင်နွားတွေဘာသွားစားကြမှာတော့ ဒီလိုစဉ်းစားကြည့်တာဟာမုံရွေးဘက်စီကပညာရှိကြီးပြောဘူးတဲ့တခြားတစ်ဖက်ကစဉ်းစားကြည့်တာပဲမဟုတ်လားအရှိန်ကောင်းကောင်းနဲ့ပြောနေရင်ဆရာကြီးရဲ့လေတံတိမ်ဝင်သွားတယ်နောက်တော့ငိုက်ခနဲ့ဖြစ်ပြီးလဲမလို့လို့ဖြစ်သွားလို့နားမရှိတဲ့ဒေါက်တာနန္ဒာကตาပွေထားလိုက်ရတယ်နောက်တော့ဆရာဝန်တွေပါတွေရောက်လာပြီးမကြခင်မှာပဲလူနာတင်ကားရောက်လာကဆရာကြီးဥွှေရောင်ကိုတင်းခေါ်သွားတော့တယ်ဒေါက်တာနန္ဒာကမမျော်လင့်တဲ့အခြေအနေမျိုးနဲ့တွေ့ရတာကိုခွင်လွတ်ကြဖို့နဲ့ အသက်ကြီးရင်နေပြီဖြစ်တဲ့ဆရာကြီးကျမကြီးကို ထောက်ပြီးဟောပြောပွဲအခန်းကို ရုပ်သိမ်းရတော့မှဖြစ်ကြောင်းကြေညာတယ်။ဆရာကြီးရဲ့စာတန်းကိုတော့တစ်ဆောင်း2000နဲ့ဝယ်နိုင်ကြောင်းလည်းပြောတယ်။ပြောလို့မှမဆုံးသေးဘူး။ဟိုကောင်ကထိုင်ရာကထပြီးသွားဝယ်ပါလေရော။ကျွန်တော်လည်းမပြီးပြတ်သေးတဲ့အပြုံးကိစ္စသတိရလိုက်မိတယ်။မင်းလန်းဟိုဘက်ကိုလှဲ့ကြည့်မလို့ခေါင်းလဲလိုက်တော့အန်တီကလေးကကျွန်တော်နားစီမှာယက်နေတာတွေ့ရတယ်။နေငါ့ကိုမမမိတော့ဘူးလားလို့သူကမေးတယ် မမိတယ်လို့လို့ပဲလို့တတ္တသုတ်တာကလေးဖြေလိုက်မိတယ်။ငါဘသူဘဝပဲလို့ပြောရင် သူ့ကပ်ပြားကလေးထုတ်ပေးတယ်။ကပ်ပြားကိုမတိမတကြည့်လိုက်တော့မှသူဘသူဘဝဆိုတာရေရသွားတယ်။ဒီတော့မှပဲပညာရှိတို့ရဲ့စနစ်တကျရေလိုက်ငါလိုက်ပြောနည်းကိုအသုံးချဖို့ခွင့်ရရတော့တယ်။နောက်ဆုံးတော့ तू ကငါ့ဒီဖုံးဆက်လိုက်အောင်လေ။တညက်နေပဲညသာလေးပါလေးစားရင်စကားပြောရအောင်လို့ तू ကပြောတယ်။ညသာဆိုတာရောပါလေးဆိုတာရော ကျွန်တော်သဘောကျတယ် မိကပတ္တဝဇနနီကိုအခြေခံပြီးယုတ်တိနီလန်တကြတွေးကြည့်လိုက်မိတယ်ဒီတော့လဲငါဖုံးဆက်ဖြစ်အောင်ဆက်လိုက်မယ်ငငယ်ကလို့ပေါ့ဟာလို့ပြောလိုက်တယ်သူကသွားမယ်လို့ပြောပြီးပြုံးပြတယ်ပြီးတော့ဆရာကြီးရောဘနဲ့နေတယ်လည်းမသိဘူးလို့သူကမေးတယ်တက်ရှက်ဆက်ကြော်သွားရင်ခေါင်းရမွန်ရရောက်မယ်လို့တွက်ထားတဲ့လူကြီးပဲဒီတော့နင်ပူးနေလို့လည်းအလကားပဲလို့ကျွန်တော်ကပြောလိုက်တော့သူကပြုံးမြန်တယ်သူပြန်သွားတော့ကျွန်တော်ထိုင်းကြံရခဲ့တယ်ခမ်းမတယ်မှလည်းလူကုန်တလောက်ရှိသွားပြီ စာတန်းနဲ့ဆောင်ကိုလက်ကားကင်ရင်ဟိုကောင်ကမင်းဘာရှားနေတာလဲလို့မေးတယ်ဒီစာတန်းကိုဘသူချုပ်ပေးတယ်လဲလို့သိကျင်လို့လို့ဖြေတော့ပပောက်ရှာရှာကွာလို့ဟိုကောင်ကပြောတယ်ပပောက်ရှာရှာမဟုတ်ဘူးငါလူကဘာပေါ်မှာတို့လူမျိုးလို့စောက်ချုပ်တဲ့လူကိုနေရာပေးတာတံပိုးထားတာရှားတယ်စောက်တိုင်းလို့မှာစာအုပ်ကိုဘသူချုပ်တယ်ဆိုတာပါတယ်ဒါကြောင့်ငါရှာကြည့်နေတာလို့ပြောတော့ဟိုကောင်ကဘာမှပြန်မပြောတော့သူ့လက်ထက်အစာတန်းကိုလှန်လို့ကြည့်နေတယ်အဲ့ဒီတော့မှပဲ တပြက်စီးရဲ့ပါဠိဘုံရဲ့ကိုင်းပြီးနောက်ဖက်စီကလူတယောက်ထွက်လာတယ်ခန္ဓာကဟောပြောတဲ့စင်လိုအမြင့်နေရာမှာကိုသွားပြီးတန့်ရှင်းနေတယ်ဆရာကြီးမေ့လေသွားတော့ကလွင့်သွားတဲ့စာရွက်တချို့ကို လိုက်ကောက်ပြီးလုံထွေးလိုက်ရင်အမိုက်ဘုံထဲထည့်လိုက်တာ တွေ့လိုက်ရတယ်ပြီးတော့တပြက်စီးစလဲနေတယ်ကျွန်တော်တို့နှစ်ယောက်သားလည်းထိုင်ရာကထားလိုက်ကြတယ်ဟိုကောင်ကပဲတန့်ရှင်းလုံနေတဲ့သူပြောစရာပြင်ကိုဘလို့ထွက်ရတယ်လို့လက်မေးလိုက်တန့်ရှင်းလုံနေတဲ့လူက တပြက်စီလဲနေတာကိုရက်လိုက်ပြီးကျွန်တော်တို့ကိုကြည့်လိုက်ရင်ဟောရီရှေနာကဘယ်ဘက်မှာတကားတပေါက်ညာဘက်မှာတကားတပေါက်ရှိပါတယ်ခမညာလို့ပြေတယ်ကျွန်တော်ကပဲထပ်မေးလိုက်မိတယ်ဘာထူးတယ်လဲဗျာလို့သူကချက်ချင်းမဖြစ်သေးပဲခဏစဉ်းစားနေပုံရတယ်ပြီးမှ မထူးပါဘူးအပြင်ရောက်တာကြီးပဲလို့ပြေတယ်မတိုင်ပင်ထားပဲဟိုကောင်နဲ့ကျွန်တော်တယောက်ကိုတယောက်ကြည့်လိုက်မိတယ်ဟိုကောင်ကတာမင်းငော့ပြတယ် ဘယ်အပေါက်ကထွက်ချင်တယ်လဲလို့မေးချင်တာပဲထင်ရဲ့ညင်တန်းရဲ့ထွက်ပေါက်ချင်းတွင်းမဂ္ဂဇင်းအမှတ်9စက်တင်ဘာလ2006